ကချင်လူမှုအခြေပြုမူရင်းတိုက်ဖြတ်ရေးခွင်မှာဘင်းကင်းတွေကိုတွားရောက်ဖြတ်စီရမှာလက်လုံမာတွေနဲ့တိုက်ခိုက်ခံရခြင်းတနက်နဲ့အပြစ်ခတ်ခံရခြင်းတို့ကြောင့်ဖေဗူလာ26ရက်နေ့မနက်7:00နာရီဝန်းကျင်ကယူဂျီနာမြို့ပေါ်မှာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်ဆန္ဒထုတ်ဖော်သူတွေဟာအင်အားထောင်နဲ့ကြီးရှိပြီး မြေကြီးနားမြို့ပေါ်ရှိမနောကွင်းမှာစတင်ထွက်ခွာလာတာဖြစ်ပါတယ်။ဆန္ဒထုတ်ဖော်သူတွေဟာကချင်ပြည်နယ်ရတပ်ဖွဲ့မှုရုံးရှိမှာဆန္ဒပြခဲ့ကြပြီးထုံမားတဆင့်ကချင်ပြည်နယ်အစိုးရရုံးကိုထွက်ခွာရာလမ်းမှာရတပ်ဖွဲ့မှတားဆီးခံခဲ့ရတာကြောင့်ဆန္ဒပြသူတွေဟာမြေကြီးနားစေုံကြီးကိုဆက်လက်ထွက်ခွာသွားကြပြီးဒဏ်ရာရသူတွေအတွက်စေုံကြီးရှိမှာစူတောင်းမြစ်တာပို့တာကဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ဆန္ဒပြသူတွေဟာလမ်းတစ်လျှောက်မှာနေကြဆောင်တဲ့ BGF လိုမရှိလိုမရှိ ပကြီးဆန်ကိုကန့်ကွက်သူဒိုးရံသူဒိုးရံသူ ဤသူကိုကောက်ကွယ်မပေးနိုင်တဲ့အစိုးရနဲ့ရဲတပ်ဖွဲ့အလိုမရှိအလိုမရှိလို့အော်ဟစ်ကြွကြော်ကဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ဆန္ဒထုတ်ဖော်ပွဲဟာနေ့လယ်2နာရီခွဲမှာမနောကွင်းမှာပဲပြီးဆုံးသွားတာဖြစ်ပါတယ်။ဖေဖော်ဝါရီလ25ရက်နေ့ကပကြီဆန်အဖွဲ့မှဘင်းကင်းတွေကိုတွားရောက်ဖျက်ဆီးရမှာလက်လုံမများတနများနဲ့တက်ခတ်ခံခဲ့ရတာကြောင့်ပကြီဆန်အဖွဲ့မှအဖွဲ့ဝင်32ဦးနဲ့ရွာသား9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။တက်ခတ်ခံရတဲ့ဖြစ်စဉ်ကိုရဲတပ်ဖွဲ့မှစုံစမ်းဖော်ထုတ်သွားမယ်လို့လည်းသိရပါတယ်။